ပြောချင်တာပေါ့နော်ဒီတော့ကျောင်းအနေနဲ့ပြောချင်တာကစီဒီအန်လုပ်တဲ့သူတွေမတရားမှုတွေကိုကြုံရအောင်ဘယ်သူကလုပ်လိုက်တာလဲရှင်ပိုဂရမ်လုပ်လိုက်တာမဟုတ်ဘူးလားကိုကကိုကိုစိတ်တဲ့နဲ့ကိုစီဒီအန်လုပ်တာမဟုတ်ဘူးလားစီဒီအန်လုပ်ပြီးရနောက်မှာဆိုရင်2021ဇွန်လလလောက်ခဲကနေပြီးတော့တက်ချုပ်ကြီးကနိုင်ငံတော်ခေါင်းဆောင်အနေနဲ့ပြီးတော့စီဒီအန်လုပ်ထားမိတ်ဆွေများလုံးမင်္ဂလာပါဆက်လက်ပါစုရဲ့သတင်းလေးတွေကိုနားတောင်ကြည့်အောင်ခင်ဗျာ အရင်တော့ CRPH ကထုတ်လိုက်တဲ့လွန်ခဲ့တဲ့ကာလကထုတ်ခဲ့တဲ့ဥပဒေဆိုတဲ့အရာပေါ့နော်သူကတော့ဥပဒေလိုပြောတာပေါ့ရှင်ကျွန်မကတော့အဲ့ဒါဥပဒေရဲ့လို့မသတ်မှတ်ဘူးရှင်ဘာကြောင့်လဲဆိုတော့ CRPH အဖွဲ့တော်မှဟိုမြောက်တက်ကိုင်းတော့အဖွဲ့ဘယ်မှာဘယ်မှာမှတရားဝင်မှုမရှိတဲ့အဖွဲ့ကဥပဒေကိုထုတ်နိုင်လဲဆိုတာဒါအိဗယ်မှာမရှိတာထုတ်ပြန်ချက်အနေနဲ့ပဲကျွန်မသတ်မှတ်ထားတာပေါ့နော်ဒါနဲ့အဲ့ဒါကိုဥပဒေဆိုပြီးအတည်ယူပြီးတော့ PDF တွေအလုံးဆောင်နေညဥ်မှာဆိုရင် NaN CDN တွေဆိုပြီးတော့ဆီယမ်မာတွေတက်ဖြတ်တဲ့ကိစ္စတွေလုပ်နေပြီရှင် ဟိုဆီယာဘေးကထုတ်ထားတာရှင်းတယ်ပေါ့နော်နန်းစီဒီယန်တွေကိုရေးယူရမယ်ပေါ့သူတို့ရဲ့အရေးယူရဲဆိုတဲ့ကိစ္စကတက်ပြစ်တောင်ပြောတာရှင်းအဲ့တော့အဲ့ဒါလေး PDF တွေကပေါ်ဆောင်တယ်သူတို့ချင်းချင်းတော့နားလဲတယ်ရှင်းဒီလားကျွန်တော်ပြောချင်တာသူတို့ချင်းနားလဲတယ်ဆီယာဘေးကရေးယူမယ်ဟဲ့လို့ပြောလိုက်ရင် PDF ကအော်ဒါတက်ခိုင်းတာပဲဆိုတော့သူကနားလဲနားလဲတော့လုံးဆောင်တယ်ပေါ့နော်အခုဒီ CDN နိုင်ငံဝင်တဲ့ဥပဒေဆိုရဲအရာဘောနော်ဟိုအဲ့တုန်းကဆိုရင်ကန့်ကွက်တဲ့အခွင့်အရေးတောင်ရှိရဲ့ရှင်ဘာကြောင့်လဲဆိုတော့မြေပြင်မှာအဲ့လိုမျိုးလက်စားချေတက်ဖြတ်မှုတွေဖြစ်လာမှာဆိုတဲ့အတွက်ဒါကြီးကမှားနေရဲဆိုတော့သူတို့အချင်းချင်းတောင်မှတချို့ပြန်ကန့်ကွက်တာရှိရဲ့ဘောနော် အဲ့လိုကောက်ကွက်နေရကြားထဲကနေပြီးတော့အခုဒီကျမ်းမာရေးအဖွဲ့တဲ့ငါးဖွဲ့ကနေပြီးတော့ဒီဥပဒေကိုထောက်ခံပါတယ်ဆိုပြီးတော့စာထုတ်လာရှင့်သူတို့ထုတ်ထားတဲ့စာလေးကျွန်တော်ပြသပါမယ်ငါးဖွဲ့ပေါင်းပြီးထုတ်တာပေါ့နော်အဲ့ဒီငါးဖွဲ့ကဘာလဲဆိုတော့စီဒီယန်ကျမ်းမာရေးကွန်ရက်ရန်ကုန်ကျမ်းမာရေးကွန်ရက်မန္တလေးကျမ်းမာရေးမိသားစုဂျားကာလာဖက်ဒရယ်သူနာပြုနဲ့တားခွာကောင်စီဂျားကာလာဖက်ဒရယ်ကျမ်းမာရေးမှုနဲ့ပြည်သူ့ကျမ်းမာရေးကြီးကြပ်ကောင်စီကပေါင်းပြီးတော့ ဒီနိုင်ငံဝင်နဲ့ဥပဒေပါဆိုတဲ့ဟာထောက်ခံတာရှင့်အမေရိကန်များနေရမိဘပြည်သူနားထဲမှာရှင်းသွားအောင်ပြောရမယ်ဆိုတော့စီနှစ်ယောက်တစ်ပိုင်းနဲ့ဖွဲ့ထားတဲ့ဖွဲ့တဲ့ page ကလောက်တာကိုဟိုဒီပေါ့နော်တော်လိုင်းရေးကိုထောက်ခံတဲ့ဟိုစီရင်လုပ်ခဲ့ကြတဲ့ဆရာဝန်တွေကထောက်ခံလိုက်တာပေါ့ရှင်ဒါပါပဲသူတို့အတူတူပဲလေအတူတူပဲဆိုထောက်ခံကြတာပေါ့နော်ပြီးတော့ဆရာဝန်စီရင်လုပ်တဲ့ဆရာဝန်တွေရဲ့တမိုင်းကြောင့်လည်းပတ်သက်တယ်နော်ကျွန်တော်တို့တော့အများကြီးပြောနေကြလို့ဘာလို့ရပ်ပြည်သူများလည်းသိပါတယ်ကမ္ဘာကလည်းသိပါတယ်ရှင် အခုလူတွေတေပြောက်များနေကိုဗစ်ကာလမှာတော့မှဆေးရုံရောက်လာတဲ့ပြည်သူတွေကိုမောင်းထုတ်ပြီးတော့နိုင်ငံရေးလိုအင်ဆန္ဒတွေနိုင်ငံရေးလောဘတွေနဲ့စီတင်လုပ်ခဲ့ကြတဲ့လူသားမဆန်တဲ့ဆရာဝန်ဆိုတဲ့သူတွေကဒီလိုမျိုးလူသားကိုအတွက်လှုံ့ဆော်တဲ့အရာကိုထောက်ခံနေဆိုတာကတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးရှင်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ထူးဆန်းတဲ့လူတွေးနေမှာဆိုလို့ပြောပြတာမထူးဆန်းအောင်ရှင်သိလားသူတို့သူတော်ချင်းသတင်းလွတ်လွတ်ပေါင်းမိကြတာရှင်ဒီတော့ထုတ်ပြန်ချက်တည်းမှာရေးထားတဲ့နေရာမျိုးကကျွန်မခောက်နှုတ်ချက်လေးပေါ့နော်အဲ့ဒါလေးကျွန်မပြောပြချင်ပါရှင် ပြည်အောင်စုလွှတ်တော်နေပြီးတော့တဲ့ထုတ်ပြန်ကြေညာခဲ့တဲ့အကြံပေးဖက်အာဏာဖီဆိုင်ရေးလှုံ့ဆော်မှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကတဲ့နိုင်ငံဝန်ထမ်းစီဒီအန်တွေကိုအသိမှတ်ပြုခြင်းဂုဏ်ပြုရှိမြင့်ခြင်းပြန်လည်ကူစားပေးခြင်းအမှန်တရားနဲ့တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းတွေကိုအမှတ်ကန်ချက်ပေးထားကြောင်းတွေးရှိရပြီးချွင်းချက်မရှိထောက်ခံကြိုးဆိုပါလို့ရှင်းထားပါရှင့်။ဆိုလိုတဲ့သဘောတရားကတော့တို့စီဒီအန်လုပ်တဲ့သူတွေကမတရားမှုတွေရင်ဆိုင်နေရတယ်ပေါ့အဲ့လိုပြောချင်တာပေါ့နော်။ဒီတော့အကြောင်းအနေနဲ့ပြောချင်တာကစီဒီအန်လုပ်တဲ့သူတွေမတရားမှုတွေကိုကြုံရအောင်ဘယ်သူကလုပ်လိုက်တာလဲရှင့်။ ပိုဂရမ်လုပ်လိုက်တာမဟုတ်ဘူးလားကိုကကိုကိုစိတ်တက်နဲ့ကိုစီရီယံလုပ်တာမဟုတ်ဘူးလားစီရီယံလုပ်ပြီးရနောက်မှာဆိုရင်2021ဇွန်လလလောက်ခဲကနေပြီးတော့တက်ချုပ်ကြီးကနိုင်ငံတော်ခေါင်းဆောင်အနေပြီးတော့စီရီယံလုပ်ထားတဲ့သူတွေစီရီယံပြန်ဝင်ခြင်းဝင်လို့ရပါတယ်ဆိုပြီးတော့ခက်ခက်ရခေါ်ခဲ့တာမဟုတ်ဘူးလားအဲ့တော့မဝင်ခဲ့ကြတာဘသူတွေလဲနိုင်ငံတော်နဲ့လုပ်ပေးနိုင်တာဒါနောက်ဆုံးပဲလေအိနာရရောက်လာပင့်ရမှာလားအဲ့လိုတော့မရအောင်လေဟုတ်တယ်မလားကိုစိတ်တက်ကိုလုပ်ကြတယ်နိုင်ငံတော်ဒီလောက်ထိပြန်ခေါ်တာဘာလို့မသွားကြတာလဲ ဒါအောင်ကြည်ချင်းအဖြစ်နိုင်ငံတော်ကစီတန်တွေပေါ်မှာမတရားလုပ်တာဘာမှမရှိဘူးရှင်သူတို့ပြန်ခေါ်တယ်ကိုကကိုမလာတာဒီတော့စီတန်တွေကိုမတရားလုပ်တာဘာလို့လဲရှင်အန်ယူဂျီလေစီတန်တွေကိုလာစာပေးမယ်ဆိုပြီးပြောတယ်စီတန်တွေကိုနေရာပေးမယ်ဆိုပြီးပြောတယ်အခုချိန်ကြီးရှင်တို့လာစာရလာနေရာပေးခံရလာစီတန်တွေအခုထိုင်းနေစမှာဟိုဟာတော့ဖြစ်နေကြပြီဟိုဟာဟိုဟာဆိုတာတိလလိန်ကျုံဖြစ်နေကြပြီရှင်အဲ့ဒါကိုအန်ယူဂျီကပြစ်ထုတ်တာကစမ်းသပ်ကြည့်စီတန်တွေပေါ်မှာမတရားလုပ်တာဘာလို့လဲရှင်ငားနဲ့ဖားနဲ့မကွဲလို့ပြောပြတာပါနော် ဒါကိုအစီအတန်လုပ်ခဲ့သူတွေနည်းနည်းအုံနောက်ရှိရဲ့ဆိုစဉ်းစားကြစီကြပါမယ်ရှင်ပြီးတော့ဆိုလိုရင်ကတော့ရှင်းပါတယ်သူတို့ထုတ်ပြန်ချက်မှာကတော့ဒီဥပဒေဆိုတော့သူတို့ထောက်ခံတယ်ပေါ့နော်ထောက်ခံတဲ့အကြောင်းရင်းကိုလည်းတကားရေးစမ်းတဲ့စကားတွေနဲ့ပြောထားတာပေါ့ရှင်းထားပါပဲဒီဥပဒေကိုတဲ့ဒီဥပဒေမှာပါတဲ့အခန်းတွေပုံမှန်တွေကိုအမှန်တကယ်လက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့တော့လည်းတိုက်တွန်းလိုက်ပါတယ်ဆိုပြီးတော့သူကတည်တည်ချာရေးသားထားရရှင်ဥပဒေပဲထွက်ပြီးတော့မလုပ်ပါဆိုလို့သူကတည်ချာအောင်တိုက်တွန်းထားလိုက်တယ်ဥပဒေပါတိုင်းလုပ်ပါဆိုပြီးတော့တိုက်တွန်းထားလိုက်တယ်ရရှင်ဒါကလည်းရှင်းပြတာတနည်းအားဖြင့်တော့လူတက်ရန် တိုက်တွန်းနှိုးဆော်ခြင်းပါပဲရှင်တနည်းအားဖြင့်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဥပဒေထွက်ပြီးတော့မှဝန်ထမ်းတွေတော်များ PDF တွေတတ်တာပိုခံလာရတာလေ။ဒီတော့ဒီဟာကိုလုတ်ပါဆက်လက်လုတ်ပါဆိုမှတော့ဆက်လက်ပြီးတတ်ကြပါလို့ပြောရတဲ့တူတူပဲပေါ့ရှင်။အဲ့တော့နိုင်ငံတော်ဘက်ကတော့နိုင်ငံဝန်ထမ်းတွေနဲ့ပတ်သက်တဲ့လုံခြုံရေးကတော့အထူးပို့ပြီးတော့ပြီးဆိုင်တင်တာပေါ့ရှင်။ဒီအပိုင်းကတော့ကျမတို့ဆက်လက်အကြံပေးဖို့ခက်ပါရဲ့ရှင်။ဘာကြောင့်လဲဆိုတော့လုံခြုံရေးကိစ္စတွေကအထင်သာထက်ပိုခက်ခဲနေရဆိုတော့လေ။ နိုင်ငံတော်အနေနဲ့လည်းလုံဆောင်နိုင်တဲ့အပိုင်းတွေအားလုံးလုံဆောင်ပြီးတော့ကင်တရမှာပေါ့ရှင်။ဒါပြင်နိုင်ငံဝန်ထမ်းတွေအနေနဲ့ကလည်းကိုကလက်ရှိဘသူဖြစ်နေရလဲဆိုတော့အရင်ဆုံးစဉ်းစားဖို့လိုရဲ့ရှင်။ကိုကနိုင်ငံဝန်ထမ်းတယောက်ဖြစ်နေရဆိုတစ္ဆာဖောက်ပြီးတော့တစ်ဖက်အဖွဲ့အစည်းနဲ့ပေါင်းသင်းဆက်ဆံတာကကိုယ့်အတွက်အရန်အနေများတယ်ဆိုတော့မမေ့စေချင်ပါဘူးပြီးတော့ကိုယ့်ရဲ့လုပ်ဖို့ကံတက်အချင်းချင်းလက်ထောက်ချပြီးတော့တည်စီဖို့အတွက်လုပ်တဲ့ကိစ္စတွေကလည်းဒါဟာလူသက်မှုနော်ဒါဟာနိုင်ငံရေးမဟုတ်ဘူးရှင့်တချို့ကရောနေကြတယ် ိတာလူသက်လိုက်လဲနိုင်ငံရေးမရင်းကျင်လိုက်လဲနိုင်ငံရေးသူများကိုရိုက်လိုက်လဲနိုင်ငံရေးသူများတပ်ပုံတွေကို online မှာတင်ပြီးအရှက်ခွဲလိုက်လဲနိုင်ငံရေးဆိုပြီးထင်နေတဲ့သူတွေရှိတယ်။ပြီးမြန်မာနိုင်ငံထောင်ထဲမှာရှိတဲ့လူသက်သမားမရင်းသမားအကြမ်းမတ်သမားအကုန်လုံးကိုနိုင်ငံရေးအကျဉ်းသားဆိုရယ်ကောင်းစင်တက်ပြီးလွှတ်ချင်တဲ့သူတွေလည်းရှိလို့ကျွန်တော်ပြောပြတာရှင့်။နိုင်ငံရေးလောက်တာကကျွန်တော်ခုလုပ်နေတဲ့ဟာနဲ့တခြားစီပဲလုံးဝမတူဘူးဆိုတာသိစေချင်ပါရှင့်ခုလိုတဲ့တဲ့ကိုပြောရတဲ့စနပ်ဘတ်စုကိုလည်းကျေးဇူးတင်ပါ